ဒီနေ့တော့ပြောကပြောလို့မမြင်တဲ့ဘက်မှာຫນွေရတရောက်ရင်ချက်စာလေးရှိကြရဲရာတိကြတကြံကြော်လေးနဲ့တကြံသမင်းလေးကိုကိုရန်ချက်ပြီးတော့စပြောင်းလို့ပါပြောပြလို့လို့ဆုံးကြည့်ပေးကြပါအောင်ရှင်嗯。Mm. မင်းမင်္ဂလာပါရှင် Fuel Page ကနေတင်လဲကျေးဇူးလိုက်ပါရယ်ဒီနေ့ကတော့ဖြိုးတို့မွန်ပြည်နယ်ဘက်မှာဒီလိုအချိန်ဒီလိုရာသီရောက်ရင်ချက်စာလေးရှိကြတဲ့ဒကြံထမင်းလေးကိုဖြိုးကချက်စာပြမှာပေါ့နော်ဒကြံထမင်းဆိုတဲ့အတိုင်းထမင်းကိုဖြိုးတို့ရိုးရိုးပုံစံတိုင်းမဟုတ်ဘဲနဲ့ဒကြံထမင်းမှာချက်စာတဲ့ပုံစံတိုင်းဖြိုးကချက်စာပြမှာပေါ့နော်ပြီးရင်သူနဲ့တွဲစားဖို့အတွက်ဒကြံကြော်အားကြတော့ငါ၆ပါမယ်ပြန်တည့်ရတီလေးပါမယ်ဒါကတော့စက်သွန်ကြီးလေးစံခွဲထားတာလေးရယ်ပစုံเจ้าຫມုပ်ရယ်ပြီးစဉ်းစားငပိရယ်ပါမှာပေါ့เนาะကဲအဲ့ဒါဆိုလို့ရှင်ဖြိုးလို့စပြီးတော့ချက်လိုက်ကြရအောင်เนาะ ။ဒကြံထမင်းချက်ဖို့ကြတော့လေဖြိုးလိုထည့်ရမယ့်ရည်ရည်လေးပုံမှန်ချက်တာထက်ကိုများများလေးထည့်ချက်ရမှာပေါ့နော်။ပြီးရင်တော့စူအောင်လို့တည်ထားလိုက်ပါမယ်။ဟာရင်ွေးလေးဆူလာပြီဆိုတော့လေဖြိုးခုနကဆေးထားတဲ့ဆန်လေးတွေထည့်တော့မှာပေါ့နော်ဒီဆန်ကတော့ဖြိုးဆေးထားတဲ့ဆန်ပေါ့နော် ဂတ်စ်နဲ့လေထမင်းဟင်းတွေချက်တာအရင်စိတ်ချမ်းသာတာပဲဒီလားမိသွေးမိဖို့နဲ့ဒါဒီချိန်ချက်လိုက်လို့ရှိရင်လေပူကလည်းပူပြီးလို့ရှိရင်မိခိုးတွေကလည်းမှုံမိသွေးကလည်းပေတော့လေညက်ပတ်တာပေါ့နော်အခုလိုဂတ်စ်နဲ့ချက်တော့အချိန်ကုန်လဲတက်တာရယ်ပြီးလို့ရှိရင်ဖြိုးလို့လှလောက်ပါလဲချက်လို့ရတာပေါ့နော်ပြီးလို့ရှိရင်သူကလေကြက်တာလေအရင်မြန်တာပဲဒီလားစိတ်ချမ်းသာရတယ်သူနဲ့ချက်ရတာကဲထမင်းလုံးတွေကွဲလာပြီတွေ့လားရသွားပြီဆိုတော့ဖြိုးရောဒါကိုရေအေးထဲမှာတွန်ချရမှာပေါ့နော်ဂတ်စ်လေးပိတ်လိုက်အရင်ဆုံးဖြိုးရွားထမင်းရည်လေးကိုအရင်သွန်ချလိုက်မှာပေါ့နော် ခင်းဝါဒီမှာထည့်ပါမယ်။ဒါကြောင့်ထမင်းအကြတော့လေသူကအေးအေးလေးစားမှဆိုတော့ဆန်စီလေးတွေမကြအောင်လို့ရေမြများလောင်းချပြရမယ်နော်။ကဲပြီးွားလို့ရှိရင်ဒါတကြံသမင်းရပြီပေါ့နော်ဒီတကြံသမင်းကိုကြတော့ပြုရေခဲတိရတယ်မှာထည့်ကျင်ထဲမထည့်ကျင်ဘူးဆိုရင်ရေခဲတုံးလေးနဲ့စိန်ထားပေါ့နော်ကဲကဲခုကတော့ပြုငါ၆ပြုတ်မှာပေါ့နော် ကဲဆူလာပြီဆိုတော့ငချောက်လေးတွေရပါပြီကဲဒီငချောက်လေးအေးအေးခံပြီးတော့ဖြိုးထောင်းမိရမှာပေါ့နော်ငချောက်ကြတော့လေအယိုးမပါတဲ့ငချောက်သုံးတာပိုကောင်းတယ်တိတာအယိုးပါလို့ရှိရင်အခုလိုပေါ့နော်အယိုးလေးတွေပြန်ပြီးတော့နှွင့်နေရသေးတယ်ကဲငချောက်လေးတွေကိုထောင်းပါတော့မယ်ကဲအခုဆိုရင်ဖြိုးရဲ့ငချောက်ထောင်လေးတွေရပြီပေါ့နော်ဒါဆိုလို့ရှင်တော့တကြံကြော်စကြော်လို့ရပါပြီ ရင်ဆုံးဒဲအိုးတဲကိုစီထည့်လိုက်ပါမယ်။စီပူလာပြီဆိုရင်တော့ဖြူဝါတကြံကြော်နဲ့တွဲဆဖို့အတွက်အရင်ဆုံးကျက်သွန်နီစီချက်လေးတတ်မှာပေါ့နော်။ကဲရွှေညိုရောင်လေးတွေတန်းလာပြီဆိုတော့ဖြူရဲ့ကျက်သွန်နီစီချက်လေးရပါပြီ။ကဲပြီးရင်ကြံကြော်နဲ့တွဲဆမှုအတွက်ပေါ့နော်ငရုတ်တီတောက်လေးကြော်ပါမယ်။ကဲ ကဲအခုကတော့တကြံကြော်စကြော်တော့မှာပေါ့နော်အရင်ဆုံးစနွေးမုတ်လေးထည့်မယ်ပြီးရင်တော့ဖြိုလေးချမ်းခွဲထားတဲ့ကျက်သုံးမီလေးတွေကိုထည့်လိုက်ပါမယ်ကဲကျသောနေလေးတွေလူလာပြီဆိုရင်ဖြိုးခွလာထောင်းထားတဲ့ငချောက်ထောင်လေးထည့်မှာပေါ့နော်ကဲမှွေရလေးနှမ်းသွားပြီဆိုရင်တော့ဖြိုးစင်းစင်းကပိလေးထည့်ပါမယ်ပြီးရင်အရသာအတွက်ဖြိုးတို့အချိုးမုတ်လေးနဲ့လည်းထည့်ပါမယ် သူတို့ငချောက်ကငန်လို့ရှိရင်စားမထည့်နဲ့ပေါ့နော်ပေါ့တယ်ဆိုလို့ရှိရင်တော့စားထည့်ပြီပေါ့နော်ကျွားတော့စားမထည့်ပဲနဲ့ပုံကြောင်းမုတ်လေးထည့်ပါတယ်ကဲပြီးရင်တော့ကျိုးချစ်ထားတဲ့တည့်ရည်လေးတွေကိုထည့်လိုက်ပါမယ်ကျိုးရေလေးနည်းနည်းထည့်ပါမယ် ကဲအခုဆိုလို့ရှင်တော့ပြောရဲတကြံကြော်လေးရတာပါပြီမွေးနေရတယ်ကဲအခုဆိုလို့ရှင်တော့ဖြူအရင်အေးစစ်မဲ့တကြံထမင်းလေးချက်လုတ်ပြီးသွားပြီပေါ့နော်စားဖို့ပဲကြမှာတော့လေဒီမှာရေခဲထုံးလေးတွေဖြူစိန်ထားတယ်ဒီထမင်းမှလေကဲစားပြီးခုလိုက်တော့ရေခဲနဲ့စိန်ထားတော့လေအေးနေတာပဲတကြံထမင်းလေးကလေကဲပြီးရင်ဖြူအရေခဲကြီးလေးပါထပ်ထည့်ပါမယ် ကဲပြောရရင်တကြံကြော်လေးထည့်ပါမယ်ကဲပြောရဖူလီလေးအရင်ကျွေးမယ်နော်ခါကြပါအောင်ရှင်ပြောရစားပါတော့မယ်ဟုတ်ကြောက်ရက်嗯。Mm hmm. ရှင်ကိုအေးွားတာပဲ။အကြံထမင်းစားတာကြတော့လေအခုလိုတကြံကြော်လေးအရင်ခက်ပြီးတော့မှထမင်းနဲ့ရေလေးနဲ့ပါအောင်ရောခတ်ပြီးတော့စားရတာပေါ့နော်။ကျွမ်းလုပ်ဒီလေးကဒီကြတော့ညွာကြတော့အဲ့တကြံစောပေါ်မှာဖြိုးပြီးတော့စားရတာเนาะဒီမိုးလေးများများဖြိုးပေါ့ ဒီနေ့တော့အေးပါပါတကြံထမင်းကကြတော့လေအသက်ကြီးရဲ့လူတွေစီးရိုးသမားတွေစားလို့ရတယ်เนาะအဆေးမရှိအောင်လို့ရေအေးနဲ့တခြားဆေးမှဒါရေခဲနဲ့ပြန်ဆိုင်ထားဆိုတော့လေထမင်းလေးတွေရွရွရလေးဖြစ်တာပေါ့เนาะဒီမှာလည်းအချင်းဆိုတော့လေအရန်စားလို့ကောင်းတယ်ပြီးရေခဲရေတွေနဲ့စားတော့လေရင်အေးစီတာပေါ့เนาะတွေရဒီမှာနေပူတဲ့ခါရင်နေတဲ့ပူတယ်လေအဲ့လိုရင်အေးအောင်တကြံထမင်းလှုပ်စားကြကြเนาะ အော်ဖြိုးလို့ချက်တဲ့ခါမြင်မြန်ဆန်ချက်ဖို့အတွက်ကတော့ဖြိုးသုံးသွား EFL gas blue တွေဝယ်ပြီးတော့သုံးပြီးတော့ချက်စာကြည့်ရအောင်။သူကကြတော့အချိန်ကုန်လဲတက်တာတယ်။ဖြိုးရှင်နိုင်ငံတကာအဆင့်မီတဲ့ဖြစ်တဲ့အတွက်အရေးတွေကလုံးဝဆိတ်ချယုံကြည်ပြီးသုံးဆွဲလို့ရတယ်တည်လား။အခုဖြိုးသုံးသွားတာကတော့ 4K G ကိုဖြိုးသုံးသွားတာပေါ့နော်။အဲနောက်ထပ် portable လေးတွေရှိရဲတခြား site တွေအစုံပဲရှိရဲတည်လား။အာတိကျနေဆိုလို့ရှင်တော့ EFL gas ရဲ့ page မှာသွားပြီးတော့အသေးစိတ်မေးမြန်းကြည့်ပေါ့နော်။အဖြိုးကတော့အခုသုံးတာအရန်အဆင့်ပြေတဲ့အချိန်ကုန်လဲတက်တာဘလူးလဲမပင်ပန်းဘူးပေါ့နော်။ကဲဆက်စားလိုက်အောင်။ ဇန်ကြော်လေးကလည်းကောင်းနေရောပါအော်အခုလိုနွေရတီလဲရောက်ပြီတ냔နားလဲနီးပြီဆိုတော့ပြို့လိုတ냔ထမင်းလေးချက်စားကြည့်ကြအောင်နော်ဒါပေမဲ့တခုတော့ရှိရဲပြို့လိုမပင်ပန်းမန်းမဲနဲ့လှလှပပလေးချက်စားခြင်းလဲဆိုလို့ရှင်တော့အချိန်ကုန်လဲတက်တာလူပင်ပန်းလဲတက်တာစီတဲ့ EFL ကတ်လေးကိုသုံးပြီးတော့ချက်စားကြည့်ကြနော်ကဲနောက်ဘလော့လေးကြောက်လို့ရှင်ပြို့ဘာလေးချက်ပြပြီးတော့ဘာလေးစားပြအောင်မယ်ဆိုတာဆက်မှတချို့ပေးကြပါအောင်ရှင်တတ်တာ